ကမာလေးပြောက်ဟာပျောက်ဆိုးနေတဲ့သူ့ဖေကိုလိုက်ရှာနေခဲ့ပြီးတနေ့မှတော့သူ့ဖေဟာပဟိနီဆာစွာနဲ့ပဲပြန်ပေါ်လာခဲ့တဲ့ကြောင့်ကိုရှူစားရမှာဖြစ်ပါတယ်။ဇဂဝါလူခေါ်တဲ့ကမာလေးဟာဗန်းပေဆက်ကလေးတွေစိတ်ပြေရတာဝါသနာပါတဲ့တရင်သူလေးတစ်ယောက်ဖြစ်ပါတယ်။ပျောက်ဆိုးနေတဲ့သူ့ဖေပြန်လာမှာကိုအမဲမျှော်နေလေးရှိပြီး နေပေါင်းနေငယ်ခက်ကနေအစနာတည်င်းမကြပဲပျောက်ဆိုးနေကြတာပါ။သူကတော့ကိုကျော်လို့ခေါ်ပါတယ်။ သူဟာစကွားရဲ့ပန်းချံကြီးထဲမှာရှိတဲ့အရာတွေကိုကြည့်ရှုဆောက်ရှောက်ပေးရတဲ့အင်းကြီးချစ်တယောက်ပါသူတို့နှစ်ယောက်ကတဲဦးကိုတူတန်ရုံးစင်ရှိကြပါတယ်ဒါပေမဲ့ဇကဝါကတော့သူ့ဖေသဘောတူမှာသူ့ဖေပြလာမှာဒီเจ้าတွေစဉ်းစားမယ်လို့ဆိုပါတယ်။ကိုကျော်ကလည်းဇကဝါရဲ့ဆူပြက်ချက်တွေကိုကန့်ကွက်ခတ်တယ်လို့မရှိခဲ့ဘူးပါဘူး။တညမှာတော့ဇကဝါအေးရဝေဖို့လုံနေတော့မှာဂျာတဲ့မှာပိုးရှိုးခွေရှိုးလုံနေခဲ့တဲ့လူတွေကို တွေ့လေရပါတယ်။ ဖြစ်ခဲ့တော့အဲ့ဒီလူကဇကွာရက်ပြီနဲ့ရုပ်ချင်းစင်တဲ့သူတို့ဖြစ်နေခဲ့ပါတယ်။အဲ့ဒါနဲ့ဇကွာကလည်းသူ့ဖေမြပြန်လာတာလားလို့ခြာတဲ့ဆင်းလာကြည့်ခဲ့ပါတယ်။ဒါပေမဲ့သူ့ဖေလူထရတဲ့လူကြီးကတော့ဇကွာကိုမြည်တာနဲ့တန်းပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။သူမလေးခွေပြင်းနေတဲ့သူတယောက်ရဲ့နှုတ်ကိုကောက်ကောက်ပါအောင်ပြေးလိုက်ခဲ့ပါတယ်။နှစ်တော်ကြာဖခင်ကြီးကိုမျောနေတဲ့သမီးတွေတော့ဒါဟာအဖြစ်တစ်ခုလို့ဖြစ်နေခဲ့တာပေါ့။ ူဖိန်နဲ့ကိုလက်ရီးလိုက်နေရွာပြည်ကလက်ဖက်ခဲကြီးတဲ့ရောက်လာခဲ့ပါလေအဲ့ဒီနေရာမှာဇကွားရဲ့တငယ်ချင်းဇော့ဇော့ဆိုတဲ့သူရောနေတဲ့တဲ့တဲ့အီလေးဖြစ်ပါတယ်ဇကွားအဖေအားလေးဒီနောက်မှဒီပြောက်သွားတာကြောင့်သူမလေးဘာလို့လို့လို့ရမှန်းမသိဖြစ်နေခဲ့တာပေါ့ဒါနဲ့သူမလေးဒီနောက်ကတခုတည်းသောတဲ့အီကပြီးအဖေဖြစ်မယ်လို့ထင်လိုက်ပါတယ်ဒါကြောင့်တဲ့အီရဲ့အဖေကနေအဖေဆိုပြီးအော်ခေါ်နေခဲ့တာပေါ့အဲ့ဒီမှာ ဇော်ဇော်လို့ခေါ်တဲ့သူတရားကိုတဲရဲ့အပြစ်ဘက်ကို ထွက်လာခဲ့ပါတယ်။ကဖေကနေ့စီကြောက်နေတာလားမဟုတ်ရင်ကဘက်အမိမားတာလားမမားပါဘူးမိဖေကဒီမှာရှိပါတယ်ထွက်လာခဲ့ပါဦးဗျာအဲ့ဒီမှာဆက်ကွာအဖေထွက်လာခဲ့ပြီးတော့အဖေကိုနေ့တော်ကြာမျောနေတဲ့စကွာလေးမိတဲ့သွားခဲ့ရပါတယ်နေ့တော်ကြာတော့မှအခုလိုပြန်တွေ့လဲရတာဆိုတော့ဒီမှာခင်ဗျာဝါသာမျက်ရည်တွေဆူသွားခဲ့ရပါတယ်အဖေ နေ့တွေဒီလောက်ကြာတာတော့ကျမစီကိုပြန်မလာခဲ့ဘူးနော်ဒါပေမဲ့အခုသက်ရှိနေသေးတယ်ဆိုတာကိုတွေ့လိုက်ရတော့ကျမပြောပါတယ်မင်းမှားနေပြီကလေးမကြီးငါမင်းအဖေမဟုတ်ဘူးငါကမင်းအဖေရဲ့ခန္ဓာကိုယ်ကိုယူထားတဲ့အခြားတစ်ယောက်ပဲဇကဝါလေးသူပေတရားလို့ကိုတွေ့လိုက်ကမှအဖေဖြစ်သူက ပြောတဲ့စကားတွေကြောင့်သူမဟာနားမလည်နိုင်ပဲဖြစ်နေကြရပါတယ်။ဒါဆို ဘာတွေဖြစ်နေတာလဲဘာကိုဆိုလိုတာလဲကျမနားမလည်နေတော့ဘူးမင်းနားမလည်ရင်ကရှင်းပြပါမယ်အဲ့ဒါကမင်းဖရဲခန္ဓာကိုယ်ထဲမှာတခြားဝိညာဉ်တစ်ကောင်ကဝင်ရောက်နေထိုင်တာကိုပြောတာတော့ဆိုအဖေရဲ့ခန္ဓာကိုယ်ကိုတကယ်တစေတကောင်ကအပိန်စီထားတာပေါ့အေးဟုတ်တယ်မင်းဖေကိုငါရဲ့တစေတကောင်ကဝင်ပူးထားတာလေအတိတ်မှာဖြစ်ခဲ့တဲ့ရာတွေကိုမင်းနားမလည်ပါဘူးငါပေါ်မှာ မင်းဖေပါဘရစ်လိုခဲ့တယ်လေဘလို့နှိမ့်ဆက်ခဲ့တယ်ဆိုတာကိုမင်းမသိပါဘူးခလိမအေးငါပေါ်မှာလိုခဲ့တယ်လို့သူကိုယ်တိုင် ပြန်ခန့်စားရမယ့်အခြေရောက်ပြီ အခုခြေကစပြီးတော့မင်းဖေကငါရဲ့ခိုက်စိတ်တယောက်ဖြစ်လာတော့မယ်တကယ်ကတော့ဒီလိုဗျာရွှေရစ်ခေကအဲ့ဒီကာလာတွေမှာ အော်လန်းပညာနဲ့ပေါ်ပညာတွေထောင်းခခဲ့တဲ့အခြေလို့ဆိုရမယ်ဗျာနေရာတိုင်းမှာပညာသေးတွေရှိပြီးတော့ကိုယ့်ရဲ့ပညာမိတဲ့သူတွေစီမှာတပည့်ခံကြရပါတယ် ဇခွားရက်ပေဆိုဒီမှာကရေလူမျိုးမော်စရာကြီးတယောက်ဖြစ်ပါတယ်အဲ့ဒီမှာအရှိမြောက်ဘက်ကနေရောက်လာခဲ့တဲ့လူငယ်လေးတယောက်နေဆိုတွေ့ခဲ့ပါတယ်အဲ့ဒီလူငယ်လေးဟာထိုးစရာကြီးစီမံတပည့်ခံခဲ့ပြီးဒီမိခရတဲ့ကြည်စင်တွေကိုလည်းအထမြောက်အောင်စ조사ကြည့်ကြံခဲ့ပါတယ်ဒါပေမဲ့ကြည်စင်တွေကအရန်အားကြီးတော့အဲ့ဒီအရာတွေကိုသူမထေချိုးနိုင်ခဲ့ပါဘူးဒါကြောင့်အဲ့ဒီကြည်စင်တဲ့ပညာတွေဟာသူ့ကိုထိချုပ်သွားပြီးမိစ္ဆာတကောက်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ် ။ထို့နောက်ကြွားလေးကကြက်တွေဘဲတွေကိုလူကိုရာနဲ့ခိုးယူစားဖောက်လာခဲ့တာပေါ့။အဲ့ဒါနဲ့ဒီပြင်းသွားပြီးအချင်းတွေဟာဒီထက်ပိုဆိုးလာခဲ့ပါတော့တယ်။အဲ့ဒီနောက်တော့သူ့ရဲ့ဆရာကိုယ်တိုင်ဖြစ်တဲ့စကောအဖေကပြီးပြန်နှိမ်နှင်းခဲ့ရပါတယ်။တိုက်ဆိုင်တော့အဲ့ဒီနေရာကိုဇောဇောကရောက်လာခဲ့ပြီးဒါယာရနေတဲ့တစည်ကြီးနဲ့တိုးခဲ့ပါတယ်။ဇောဇောကလည်းသူ့ရဲ့အစွမ်းနဲ့အဲ့ဒီတစည်ကြီးကိုကျန်ပြီးတော့ကူးတာပေးလိုက်ပါတယ်။ ဒါကြောင့်စောစောကြီးစုနဲ့တစည်ကြီးဟာပြန်ရှင်လာခဲ့တာပေါ့ဒါပေမဲ့အစကတည်းကတစည်ကြီးဟာအတော့ကိုအားချနေတော့ဆရာကြီးလည်းဒဏ်ရာပြေးထပြန်ရခဲ့ပါလေတို့နောက်လားတော့မလျှောက်နေတော့တာကြောင့်ကြောက်ဆောင်ကြီးရဲ့တင်နေရာမှာအနားယူနေခဲ့တယ်တစည်ကြီးကလည်းပြန်ရှင်လာခဲ့တဲ့ချိန်မှာသူ့ရဲ့ရန်သူကိုလက်ရှာရင်းနဲ့ဒဏ်ရာရထားတဲ့ဆရာကြီးကိုတွေးလိုက်ရပါတော့တယ် ဒဏ်ရာတွေနဲ့အားနေနေတဲ့အချိန်မှာဒေဇင်ကြီးကိုလေပြန်မခုကန်နေတော့ပဲအရှိုးပေးလိုက်ရပါတော့တယ်။ဒေဇင်ကြီးကတော့လက်စားချီတဲ့အနေနဲ့ဒီတဲမတဲ့တွေပဲစိတ်ရောကိုပါတဖြည်းဖြည်းဆက်ဖို့ရည်ရွယ်ထားခဲ့ပါလေ။ဒါကြောင့်ဆရာကြီးရဲ့ခန္ဓာကိုယ်ထဲဝင်နေလိုက်ပြီးတော့ဇကဝအဖေကလေချစ်ချင်းအခြားလူတယောက်ဖြစ်သွားခဲ့တာပေါ့။ဒေဇင်ကြီးကလေသူ့ကိုကြက်ခဲတဲ့စောစောကိုတက်တကင်ဂျေဆုရှင်နေနဲ့ပြန်လဲအလုပ်ကြည့်ပြဖို့ဆိုပြလိုက်ပါတယ်။ဘလို့လဲဆိုတော့ အဲ့ဒီနေ့ကနေစပြီးဂျေဇုရှင်ကြီးဇော်ဇော်ရဲ့လက်အောက်မှာနေပြီးတော့ဇော်ဇော်ခိုက်တဲ့အရာမှတည်းများကိုလုကင်ခဲ့ပါတယ်။သူတို့နှစ်ယောက်အပေးသူမြစွာနဲ့နေလာလိုက်တာအခုချိန်နေဒီရောက်လာခဲ့တာပုံ။ဇေကွာကလည်းသူ့ဖေကိုလွှတ်ပေးဖို့တောက်ဆိုခဲ့ပါတယ်။ဇော်ဇော်ငါ့ဖေကိုလွှတ်ပေးပါဟာ။နင်နင်ဘာလို့ချစ်လို့လဲ။နင်လိုချင်တာငါပေးပါမယ်။ဇော်ဇော်ကလည်းအခုလိုပြောလာခဲ့ပါတယ်။ဇေကွာမင်းရဲ့ဖေကိုပြန်လိုချင်ရင်တော့ မိငါနဲ့လက်ထဲရမယ်။မင်းဘေးမှာရှိနေတဲ့ကံကိုထားခဲ့လိုက်စမ်းပါ။ငါကမိကိုဟိုးမငယ်လေးကလေးကချင်းလာခဲ့တာ။မင်းဒါငါ့ကိုလက်ခံမယ်ဆိုရင်မင်းဘေးကိုယ်ကတည်းစီကိုချစ်ချင်းထွက်သွားဖို့ငါအမေ့ပေးလိုက်မယ်တိလား။နေကငါ့ကိုလူချေလို့ငါဖရဲတဲ့နဲ့ချေချောက်နေတာမို့လေ။ဟာမတဲနိုင်ဘူးလေ။ငါ့မှာရွေးချယ်စရာမရှိတာ။အဲ့တော့အေကာကိုမေးထားခဲ့မလား။ငါ့ကိုလက်ထဲမလား။မဟုတ်ရင် မင်းအဖေရဲ့နာရီကိုပဲဆင်နွှဲမလားမင်းကြိတ်တာရွေးလို့ရတယ်အခုချိန်မှာတော့ဆေကွာတယောက်အခက်တွေ့နေခဲ့ပါလေဘဝကြီးတစ်ခုလုံးနဲ့တိုက်ဆိုင်တဲ့ရွေးချယ်မှုဆိုတော့သူကမြချီတို့ချတို့ဖြစ်နေခဲ့ပါလေတစ်ဖက်ကစောစောဆိုတာက မကောင်းတဲ့လူဖြစ်ပြီးတော့သူ့ဖေကိုလှုပ်ပေးဖို့ဆိုတာလေအာမခံချက်မရှိပါဘူးပြီးတော့မချစ်နေတဲ့သူနဲ့တပွားလို ပေါင်းသေးနေတယ်ဖို့ဆိုတာမဖြစ်နေတဲ့ကိစ္စတခုပါ အဖေဖြစ်သူကလည်းသူ့လက်ခုထဲကရည်ဖြစ်နေပြီးသူပြုသည်မနူးနေခဲ့ရပါတယ်ခက်ခဲတဲ့ဆိုးပြက်ချက်တွေကြောင့်မှဇေကဝါကတော့ဖြစ်တစ်ခုကိုမျက်စိမိတ်ပြီးတော့ဆိုးပြက်လိုက်ပါတော့တယ်အဲ့ဒါကတော့သူ့ဘေကူတာပြန်ရမယ်ဆိုရင်တော့သူကိုယ်တိုင်အနိနာခံပြီးတော့ဇောဇောရဲ့ကံနာမှုကိုလက်ခံဖို့သဘောတူလိုက်ပါတယ်ထို့ချီမှာတိတ်ဆိတ်စွာနဲ့ပေးကိုကျော်ဆူတဲ့သူကလည်းရောက်လာခဲ့ပါတယ် ကိုကျော်ဆိုတာကတော့ဇန်နဆာမှာပြောခဲ့တဲ့အတိုင်းဇကွာနဲ့မိတာအပေးယူမြနေတဲ့သူတယောက်ဖြစ်ပါတယ်ဇကွာဘာဖြစ်လို့လဲမိဖြေကိုထွက်သွားတာမျိုးလို့ကိုလိုက်လာခဲ့တာဒီလူတွေကမိကိုပြဿနာရှာနေကြတာလားဘာမှချုပ်တဲ့ကြိတ်ဖြစ်ရှင်းစရာမလိုပါဘူးကိုတယောက်လိုရှိနေတဲ့ဥစ္စာ ဟာကွာကောက်ကန်းဆုံးမိကရောက်လာပြန်ပြီမဆိုင်တဲ့ကိစ္စကိုဝေပါခြင်းတဲ့ကောင်မိကိုပညာပေးရတာပေါ့ကောင်းပြီလေ ငါလည်းနေကိုစော်ချင်နေတာနဲ့အတော်ပဲကဲဒစီကြီးကြီးပညာပေးလေးပါဘူးကွာဇော်ဇော်ရဲ့စကားနဲ့တူဒစီကြီးကလည်းစကွာရဲ့ဖေခါရာကိုတဲကထွက်လာခဲ့ပါတယ်ဒစီကြီးထွက်လာတာနဲ့ဇာကြီးရဲ့ခါရာကိုကလည်းအသက်မဲ့နေတဲ့သူတစ်ယောက်လိုဖြစ်သွားခဲ့ပါတယ်ဒစီကြီးကလည်းသူ့တခင်ရဲ့မိကြောကိုကိုကျော်ကိုစတဲ့တက်ခဲ့ဖို့ဟန်ယူနေခဲ့ပါတယ်ဒဇေကြီးပိသားစွာနဲ့သူတိုက်ခဲ့မဲ့သူကိုမဖီကကြီးနေခဲ့ပြီးအရှိန်နဲ့ပြေးဝင်ပါတော့တယ် ကိုဂျိုကလည်းတစည်ကြီးနဲ့တိုက်ခဲ့ဖို့ပြေးစစ်လိုက်ကဂါရာဘေရော့ဆူနေခဲ့တယ်ဗျာဂါရာဘေရော့ဆူလိုက်တဲ့ချိန်မှာတော့ယောက်ျီကျွားလေးထွက်လာခဲ့တာပေါ့ပြေးဝင်လာတဲ့တစည်ကြီးကိုလည်းမိုးချိုးပူဒနာရှိတဲ့အင်းခွက်ကြီးနဲ့ပုတ်ထွက်လိုက်ပါတယ်အေးခွက်နဲ့ပုတ်ခါလိုက်ရတဲ့တစည်ကြီးကလည်းတချဲ့တယ်နဲ့မှောက်သွားပါတော့တယ်ဇော်ဇော်ကလည်းတော့ကိုကြည့်ပြီးတော့ကိုဂျိုကတာမဆင်းဖို့ဘူးဆိုတာကိုသူသိလိုက်ပါတယ်အဲ့ဒီလူတွေကို အနိုင်တိုက်ခိုက်နိုင်မယ့်နေတင်းကြီးရှိပါတယ်အဲ့ဒါကတော့ကြားမပေးထောင်မပေးဆိုတဲ့ဆရာကြီးတွေကတော့ကြောက်ရတဲ့တော့ဝဲအစွဲပါတော့ဝဲဆွဲနဲ့ကိုယ်တည်းထိုးစိုက်ခံရရတော့တက်ထားတဲ့ပညာတွေပြောက်ကူမှဖြစ်ပါတယ်အဲ့ဒါကြောင့်စောစောဟာတော့ဝဲအစွဲနဲ့ကိုကျော့ကိုရှိပြဖို့ဂျူးစားခဲ့ပါတယ်ဒါပေမဲ့ထင်တလောက်တော့မူလဲကိုခဲ့ပါဘူးကံပညာပညာသမကကိုခန့်ပညာမှလေးတွန့်ကြည့်တဲ့ကိုကျော်ဟာတော့ဝဲအစွဲကိုလည်းအသာလေးခုခံလိုက်ခဲ့ဗျာသူတို့ညောင် ဖိန်တင်ပလေးနဲ့တိုးဝဲဆွဲကအနီးတင်နေရာကိုလစ်ထွက်သွားပါတော့တယ်။ဒါကြောင့်စောစောရကြံအမအောင်မြင်ပေးပြည့်စည်သွားခဲ့ရတာပေါ့။အဲ့ဒါနဲ့စစ်တူသွားပြီးတော့ဂလူအကြံကိုစားချဲဆိုတဲ့အတိုင်းသူ့ရဲ့ကြုံလှန်ပေါ်လာခဲ့ပါတယ်။လူဟာတမားကြားတကောက်ဖြစ်ပြီးတော့လူရောက်ဖန်ဆင်းထားခဲ့တာဖြစ်ပါတယ်။ဂမ်ဘီယာဆရာပေတသိကြီးတေတာမကတမားကြားကြီးကပါပါလာခဲ့တာကြောင့်ဇန်လန်းကရှေးလေရှို့လေဖြစ်လာခဲ့ပါတယ်။တမားကြားကြီးဟာဒေါသထွက်ပြီးတော့ ကိုကျော်ကိုဟေးဟောက်နေခဲ့ပါတယ်။အဲဒီချိန်မှာတူနာကနေသတ္တရိယကရောက်လာခဲ့ပြီးတောရဲဆွေနဲ့ထိုးနှက်တာခံလိုက်ရပါတယ်။အဲဒီလူကတော့အချမ်းမဟုတ်ပဲစက်ကွာပဲဖြစ်ပါတယ်။တော်ရဲဆွေလက်ချက်မိသွားတဲ့ဓမ္မကြာဟာတဖြည်းဖြည်းအားနစ်လာပြီးတော့အစွမ်းတွေရိုးလျှော့လာခဲ့ပါတယ်။ဒါကိုသူကိုယ်တိုင်လည်းခံစားမိနေခဲ့တာကြောင့်သူ့ရဲ့ဒေါသတွေဟာစက်ကွာဖက်ကိုချေဦးခဲ့လာခဲ့ပါတယ်။ဒါကြောင့် သူကိုတက်ခိုက်ရကောင်းမလားဆိုပြီးစက်ကွားကိုစတဲ့ပြင်းမဲ့ထားပါတော့တယ်။ပြီးပါတော့ဒဲသေးတွေကိုဆက်ထုတ်လိုက်ပြီးစက်ကွားစီကိုလှညာစွာပြေးဝင်လာခဲ့ပါတယ်။အစားကပေပြီးလို့ထင်ရတဲ့စက်ကွားရဲ့ဖေးကလည်းပြန်လဲတတိဝေလာပြီးတော့သူ့ရဲ့သမီးတင့်အန်တီရဲ့ရှိနေပြီဆိုတာ နေတွေ့လိုက်ရပါတယ်။ဒါကြောင့်ဖခင်တယောက်ရဲ့မိသားနဲ့တူသူ့သမီးကိုစားအရှိကဝဲကပွေးလိုက်တာပေါ့ဗျာ။အဲဒါကြောင့်သမန်းကြားလက်သေးချက်တွေနဲ့ဇက်ကွားရဲ့ဖေကလေတကယ့်တေလူဖြစ်သွားခဲ့ရပါတယ် အခွေသာသွားတဲ့သူမကတော့သူမရဲ့ဖေကိုကြည့်လိုက်ပြီးဒေါသထွက်သွားခဲ့ပါတယ်။ဒါကြောင့်တင်ညာစွာနဲ့ပဲဓမ္မကြားကြီးရဲ့နှလုံးကိုထိုးစိတ်ပြလိုက်ပါတယ်။အဓိကအသက်ပေးကြောကိုထိသွားတော့ဓမ္မကြားကလည်းလက်ကျောက်သွားပါတော့တယ်။ထို့နောက်ကျဲလုံးတဲ့ညီဟောက်သားနဲ့တူပိတ်ဆိုးပြောင်းွယ်သွားခဲ့ပါတယ်။ထို့နောက်လက်ရပြေးထရပြီးလဲကျနေတဲ့ဒစေကြီးကလည်းပြောက်ွယ်သွားခဲ့ပါတော့တယ်။ဇက်ခွာရဲ့ဖေကတော့ တမန်ကျောက်ရဲ့လက်သေးချက်တွေနဲ့မကြခင်မှာဒေါခကြီးတက်ကခွက်ခွာသွားတော့မှဖြစ်ပါတယ်။ဇဂဝါကအဖေဘာမှမဖြစ်ရဘူး။ယူစုပြီးပြီးတော့သူ့ကိုမထားခဲ့ပါနဲ့။သူနဲ့သူနေပါဦးလို့တောင်းပန်ခဲ့ရှာပါတယ်။ငါသမီးလေးကခလင်မဟုတ်တော့ဘူးလေ။အဖေလေဘယ်လိုလိုတက်တက်လို့လိုက်ပြီးတော့အစောကြီးနိုင်ပါမလဲ။အဖေပေပန်းနေပြီကွာ။ဟောဒီကမင်းနဲ့ငါသမီးနဲ့ကချစ်သူတွေမဟုတ်လား။ငါမရှိတော့ရင် တမီလေးကိုငါစာဆက်ရှုပ်ပေးပါကွာငါတောက်ဆိုပါလေစိတ်ချပါပြီကျတော်သူ့ကိုတသက်လို့ဆက်ရှုပ်သွားပါမယ်အဲ့ဒီတွေ့လဲခရီးပေးပါတယ်သူ့ဘဝမှာဘလို့အန်ဒီရီပဲချူလာချူလာကျတော်ကသူ့ရှိကနဲ့ကောက်ွက်ဆက်ရှုပ်ပေးမှာပါဘာမှစိတ်မပူပါနဲ့ဗျာအဖေသမီးတွေဆိုရင်သူတို့တဲ့နဲ့အမခံပါတယ်ဒါဆိုလဲကောင်းပါပြီကွာမင်းရဲ့ခရီးတိုင်းဒီပါစီလို့ပြောလင့်ပါတယ် မဟုတ်ရင်တော့ငါစိတ်ဖြောက်မှာမဟုတ်ဘူးတကယ်လို့မင်းကလေးကိုဖောက်ဖျက်ရင်တော့ငါကိုယ်တိုင်မင်းစီကိုပြန်လာခဲ့မယ်သူရဲ့နောက်ဆုံးချိန်မှာသူမကိုဆက်ရှောက်ပေးဖို့ဒေဂျာလေးမှာကြားနေခဲ့ပါတယ်သူရဲ့ထွက်သက်ကိုတော့သမီးလေးမင်းနာကိုကြည့်ပြီးလောကကြီးတက်ကထွက်ခွာသွားခဲ့ပါတယ်အဖေသမီးကိုချစ်တယ်နော်နောက်ဆုံးသူ့ရဲ့တက်ကစကားလေးတစ်ခုပြေးသူ့ရဲ့သမီးကိုနှိုးဆက်ခဲ့ပါတယ်ဇက်ကဝါဟာ တဦးတည်းသောဇမီးလေးဖြစ်တာကြောင့်အဖေဖြုတ်တည်းဘွားတေဘဲဟာသူသမီးတယောက်တည်းသာဖြစ်ပါတယ်အခုတော့သူသမီးလေးကိုကယ်တင်နေသူ့ရဲ့အသက်ကိုလည်းပေးဆက်ခဲ့ပါတယ်အဲ့ဒီနောက်တော့ဇမီးလေးကိုကိုကျော်ရဲ့လက်ထဲအပြီးစိတ်ချလက်ချထားခဲ့ရှာတာပုံဇမီးဖြူသူရဲ့ဝမ်းနည်းပူဆွေးမှုတွေကြာကအေးချမ်းစွာနဲ့နားယူသွားခဲ့ပါတယ်ကိုကျော်ကလည်းသူ့ရဲ့ဂရိတိုင်ပဲ ဘဲရားတွေပဲကြိုလာခဲ့ပြီးသူကိုယ်တိုင်ကောက်ွယ်ဆောက်ရှောက်ပေးပြီးတော့စက်ကဝါကိုလည်းသက်ဆိုးတိုင် ပေါင်းသင်းသွားခဲ့ပါတယ်။